လေးမွေးတဲ့အခါမှာရိုးရိုးမွေးရမှာလားခွဲမွေးရမှာလားစဉ်းစားရခက်နေတယ်ဆိုရင် အခုဗီဒီယိုလေးကိုကြည့်ပါ အခုဗီဒီယိုထဲမှာဆိုရင်ရိုးရိုးမွေးတာနဲ့ခွဲမွေးတာနဲ့ကောင်းကျိုးဆိုးကျိုးတွေကိုဆရာမကပြောပြပေးထားမှာဖြစ်ပါတယ် တဘာဝအတိုင်းရေရိုးမွေးတဲ့မိခင်တွေဆိုရင်တော့အနာကျက်ချိန်ပို့ပြီးတော့မြန်ပါတယ်ဥပမာဆိုရင်ကျမတို့တပတ်နှစ်ပတ်ဆိုရင်အနာကျက်ပြီးပုံမှန်နေ့စဉ်လှူရှားသွားလာလို့ရပြီပေါ့နော်ဒါပေမဲ့ခွဲမွေးတဲ့မိခင်တွေကြတော့သူတို့မှာအနာကျက်ချိန်ပို့ပြီးတော့ကြာတယ်၄ပတ်၆ပတ်ထိအနာကျက်ဖို့အတွက်ဆောင်းရပါတယ်နောက်ထပ်တစ်ချက်ကကြတော့ကလေးငယ်လေးရဲ့ ခုခံအားစနစ်ပေါ့နော်။တဘောင်အတိုင်းမွေးတဲ့ကလေးကမွေးလမ်းကြောင်းမှာရှိတဲ့မိခင်ရဲ့အချိုးပြူဘက်တီးရီးယားရဲ့နဲ့ထိတွေ့ခွင့်ရတဲ့အတွက်ကြောင့်မို့သူတို့ရဲ့ခုခံအားစနစ်ကပိုပြီးကောင်းလာဖြစ်တဲ့အတွက်ကြောင့်မို့ယောဂပိုးကူးစက်ခံရဖို့နည်းပါတယ်။ဒါပေမဲ့ခွဲမွေးတဲ့ကလေးလေးတွေမှာကတော့ယောဂပိုးကူးစက်ခံရနိုင်စေရရေမွေးရထပ်ပို့ပြီးတော့ညားပါတယ်။နာကျင်မှုဝေဒနာပိန်းပေါ့နော်ပိန်းကိုရှင်းကြည့်မယ်ဆိုရင်လည်း ရိုးရိုးမွေးတာကတော့ခွဲမွေးတာထက်အများကြီးအများကြီးပိုပြီးတော့နာပါတယ်ခွဲမွေးတာကကြတော့ထုံစည်းနဲ့မွေးရတဲ့အတွက်ကြောင့်မို့အဲသူကရိုးရိုးမွေးတာတော့တော့မနာဘူးပေါ့နော်ဒါကြောင့်မို့အနာမခံနိုင်ဘူးကြာကြာမညစ်နိုင်ဘူးလို့ကိုကိုကိုထင်တယ်ဆိုတဲ့အမျိုးသမီးတွေကတော့ခွဲမွေးတာကိုပဲယူတင်ပါတယ် နောက်ဆုံးဆက်မရှင်ပြခြင်းတဲ့အချက်ကကြတော့အခုကလေးတယောက်မွေးပြီးပြီနောက်ထပ်ကိုဝင်နေဆောင်မယ်ကလေးတွေထပ်မွေးမယ်ဆိုရင်တော့ရိုးရိုးမွေးတာကနောက်ဆက်တွဲပြဿနာတွေကိုမထိခိုက်နိုင်ပါဘူးခွဲမွေးခြင်းကနောက်ဆက်တွဲ complication ပြဿနာလေးတွေရှိနိုင်ပါတယ်အခုဆက်မရှင်ပြသွားတဲ့၄ချက်ထဲမှာဆိုရင်ရိုးရိုးမွေးတာက၃ချက်ပို့ပြီးတော့အားတာပြီးတော့ခွဲမွေးတာက၁ချက်ပို့ပြီးတော့အားတာပါတယ် ဒါဆိုအကုန်လုံးကိုခြုံပြီးတော့ကြီးလိုက်မယ်ဆိုရင်တော့ရိုးရိုးမွေခြင်းတဘာဝအတိုင်းမွေခြင်းဟာပိုပြီးတော့ကောင်းပါတယ်။ဒါပေမဲ့မဖြစ်မနေခွဲမွေးရမယ့်အခြေအနေလေးတွေလည်းရှိပါတယ်နော်။ဒါကြောင့်မို့ကိုကဘယ်နီလန်းနဲ့မွေးတဲ့နယ်ဆိုတာကိုရဲ့သက်ဆိုင်ရာဦးကြီးဆရာဝန်ဆရာမတွေစီမှာတိုင်ပင်ဆွေးနွေးနိုင်ပါလိမ့်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဒေါက်တာဂရိစ်ပါ။